ပင်စမမြောင်အိမ်မက်တစ်ခုအကြောင်းကိုသူကရှောက်ပြန်တယ်။တပီးတော့ထူးထူးဆန်းဆန်းမြင်မက်တာတစ်ခုကတော့ဘုရားလေ။ခေါင်းနှလုံးနဲ့မျက်နှာကောင်ကိုတပီးတော့တွေ့တယ်။ခေါင်းနှလုံးဆိုတော့ပါးစပ်နှစ်ပေါက်ရှိမှာပေါ့နော်။ခေါင်းနှလုံးနဲ့မြင်အိမ်မက်ထဲမှာထူးထူးဆန်းဆန်းခေါင်းနှလုံးနဲ့မြင်ကြီးကိုသူတွေ့ရတယ်တဲ့။အဲ့ဒီခေါင်းနှလုံးနဲ့မြင်ကိုဟိုဘက်ကလည်း အစာကျွေးတယ်ဒီဘက်ကလည်းအစာကျွေးတယ်ခေါင်းနှလုံးရှိတော့ဒီဘက်ခေါင်းကိုလည်းအစာကျွေးတယ်ဟိုဘက်ခေါင်းကိုလည်းအစာကျွေးတယ်အစာကျွေးတော့ तू ကဟိုဘက်ပါဇက်ကလည်းစားတယ်ဒီဘက်ပါဇက်ကလည်းစားတယ်နော်မနှုတ်တီဟာကိုနှခွဆိုတာကြာဘူးတယ်ခုကနော်မြင်းနှကောင်တည်းကနေခေါင်းနှလုံးနဲ့ခုကခေါင်းနှလုံးဆိုတော့ခေါင်းဆိုတော့ပါဇက်ပေါက်ပါတဲ့နေရာဆိုတော့ ဒီဘက်ပါဇက်ကလည်းစားတယ်ဟိုဘက်ပါဇက်ကလည်းစားကိုကတော့တခုတည်းပဲအဲ့ဒါထူးထူးဆန်းဆန်းအိမ်မက်ထဲမှာခေါင်းနှလုံးနဲ့မြင်းနှကောင်ဟိုဘက်ကလည်းကြွေးဒီဘက်ကလည်းကြွေးအဲ့ဒါနှစ်ဖက်စလုံးစားနေတာကိုတပီတော့မြင်းမက်တယ်ဗျာတဲ့ဒါတပီတော့ရဲ့ငါးခုမြောက်အိမ်မက်ဖဲတဲ့အဲ့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကရောဘလို့ဖြစ်လာနိုင်ပါသလဲဆိုဒါလည်းပဲတဲ့နောက်အခါမှာကိုချင်းတရားပြက်ပြားတဲ့မင်းဆိုးရာစာရဲ့နိုင်ငံမှာ ဒီအကျိုးတွေဖြစ်ပေါ်လာနိုင်တယ်အေးနောင်နာကရောက်တဲ့အခါမှာကိုကျင့်တရားပြက်ပြားတယ်မိုက်မဲတဲ့မင်းဆိုးရာဇာတရားဒီကိုကျင့်တရားပြက်ပြားနေတဲ့လော်လီတဲ့လူတွေလော်လီတဲ့လူတွေဆိုတာကိုကျင့်တရားလုံးဝမရှိတဲ့လူတွေကို တရားယုံနေမှာခံထားလိုက်မယ်နော်အဲ့လိုတရားယုံနေမှာခံထားတဲ့အခါမှာအကောင်းအဆိုးအကြောင်းအကျိုးကိုသူတို့ နားမလဲကြဘူးတဲ့နားမလဲလို့တရားဥပဒေကိုလည်းဘယ်တော့မှမလေးစားဘူးမလေးစားဘဲနဲ့တရားယုံထိုင်ပြီးတော့ဝိနည်းဆရာချတဲ့အခါမှာတရားလူဘက်ကပေးတာလဲယူလိုက်တာပဲတရားခံဘက်ကပေးတာလဲယူလိုက်တာပဲဟိုဘက်ကလက်သေးစားတယ်ဒီဘက်ကလည်းစားတယ်ဟိုဘက်ကလည်းယူဒီဘက်ကလည်းယူနော်အဲ့ဒီလိုနှစ်ဖက်ကနှစ်ဖက်က ဒီတရားပြိုင်နေရဲ့လက်ကနေပြီးတော့ပေးသမျှတစိုးလက်ဆောင်တွေကို စားတာတဲ့အဲ့ဒါမျိုးတွေဟာလောကကြီးမှာဖြစ်ဖြစ်ပွားလာလိမ့်မယ်အဲ့ဒီဖြစ်ပွားလာတာနောက်အနာဂတ်မှာဖြစ်ပေါ်လာတယ်ပို့ပြီးတော့ခေစားလာနိုင်တယ်အဲ့ဒါကိုဆွဲပြီးတော့ခုချိန်က အတိတ်နမိတ်ပြတဲ့အနေနဲ့မက်ချင်းတာဖြစ်တယ်တင်မင်းကြီးရဲ့လက်ထက်မှာဘာမှမဖြစ်ဘူးတဲ့မှာလည်းပဲဒီအိမ်မက်ကြောင့် ဘယ်လိုမှဘေးဟန်နေဖြစ်နိုင်စရာမရှိဘူးမဖြစ်ဘူးလို့မြတ်စွာဘုရားကဒီလိုမိန်ကြားတဲ့အခါကျတော့